ဆနေနေ့အရွယ်လို့မထင်ရလောက်အောင်စောတော်ကြီးတယောက်လိုတီးဆိုနိုင်လို့နမေကြီးနေတဲ့သကောကင်မာလေးကူကူ အားလုံးပဲမင်္ဂလာပါဆယ်လီတန်နူပေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအပိုင်းအတွင်းမှာလူကြိုက်များနေတဲ့ပြပျော်နေသေးတဲ့ခြင်းအောင်ထွက်ရှိတာမကြသေးပေမဲ့လည်းကြီးစုသူကများနေပါပြီသူ့နမည်ကတော့ဂူဂူလို့ခေါ်ပြီးတော့အသက်၁၂နှစ်ရွယ်သားရှိပါသေးတယ်ကလေးတယောက်ကသခြင်းထဲမှာတရုပ်ဆောင်ပေးထားတယ်လို့ထင်ကြရပေမဲ့ဒီသခြင်းကိုတီးဆိုထားတဲ့ဆိုတော့ကသူပဲဖြစ်နေပါတယ်ဂူဂူရဲ့နမည်ရှင်ကတော့ Notre Sha လို့ခေါ်ပြီးတော့ထိုင်းမြန်မာနေစမားနေထိုင်ပါတယ်သူ့ရဲ့နမည်ကိုဂူဂူလို့ထင်ကြပေမဲ့လည်းနမည်ကဂူဂူဖြစ်ပါတယ် ငငယ်လေးကတချင်းဆိုရတာကိုဝါသနာကြည့်တဲ့ဂူဂူဟာစကားပြောတတ်ကစားရွယ်ကလေးကဖះအားចောင်းကပေါ်ဒီမှာတချင်းနေသီဆိုနေပါတယ်။မိဘတွေကတချင်းဆိုရနဲ့ပတ်သက်ပြီးတော့သင်ကြားပေးတာမျိုးမရှိပေမဲ့ဖះအားចောင်းကပေါ်ဒီမှာဆိုရင်ねတချင်းဆိုရတာကိုလေ့ကျင့်ဖြစ်သွားခဲ့ပြီးနောက်ပိုင်းမှာတော့ကာဘာဆောင်းနေသီဆိုလာနိုင်ပါတယ်။ကာဘာဆောင်းနေကိုသူ့ရဲ့ပင်ကိုပုံစံနဲ့သီဆိုနိုင်လို့လွန်ခဲ့တဲ့လေးနှစ်ခန့်ကလေးကနမည်ကြည့်ခဲ့ပါတယ်။ကိုရိုင်းဂီတာတီးပြီးတော့သီဆိုနိုင်တဲ့ဂူဂူဟာတာမန်ရည်ချင်းတော်မဟုတ်မဲတတိထားမိသူတွေရှိပါတယ်။ လေးရွယ်သားရှိသေးပေမယ့်ကိုကိုရဲ့အတန်းကတော့ကြီးလေးနေပြီးရှားပါတဲ့အတန်းဖြစ်နေပါတယ်ဒုက္ခသည်စကံမှာနေထိုင်ခဲ့ဘူးတဲ့ကိုကိုကတချင်းတွေကိုမကြာခဏမထွက်နိုင်ပေမယ့်လေ ။တပုတ်ထွက်တိုင်းမှာတော့တခါနမေကြီးလာပါရီ။ကိုကူရဲ့နောက်ဆုံးထွက်ရှိထားတဲ့ပျော်ပျော်နေသေးတဲ့သင်းကိုကရင်နမေကြီးဆိုတော့ soft black ကရေးသားပေးထားတာပါ။ဒီသင်းကတီဆိုရတာမလွယ်ကူပေမဲ့လေကိုကူကတော့တာမန်သင်းကိုတီဆိုသလိုပဲတီဆိုသွားနိုင်ပါရီ။ဆယ်နှစ်နေရွယ်ကလေးတယောက်တီဆိုတာတောင်မှဟုတ်ပါမလားလို့ထင်ရလားအောင်အစိုးပညာမှာတော့ပါရမီပါနေသူပါ။အစိုးတင်တဲ့တွေကိုတေချာမတက်ဖို့ပေမဲ့လေဖျားเจ้าမှာတီဆိုရင်းနဲ့ပညာဝန်းစာပြည်လာတဲ့ကိုကူကကရင်တိုင်းသားတွေအတွက်ခွန်ယူစရာဖြစ်လာပါရီ။ကိုကူကပြည်တွင်းကကရင်တိုင်းသားတွေ တွေမှာပဲပြည်ပကကရင်တိုင်းသားတွေကလည်းအားပေးကြပါတယ်။ကိုကိုရဲ့ရှိမဲချက်ကတော့ဖြူဖြူကျော်သိန်းလိုဆရာဝန်တယောက်ဖြစ်ချင်ပါတယ်။အစော်ရလေးလှုပ်ချင်တယ်လို့လက်ရှိမှာလည်းမော်ရယ်တယောက်လုပ်နေပါတယ်။အသက်၁၂နှစ်ရွယ်သားရှိသေးပေမယ့်ထူးချင်တဲ့အရာတွေများနေပြီးတော့ပညာရေးအတွက်လည်းစူးစမ်းနေပါသေးတယ်။မြန်မာအကြောင်းမှာ၅နှစ်အထိပဲတက်ဖို့ခဲ့တဲ့ကိုကူက International School မှာပြောင်းရွှေ့တက်မှာဖြစ်ပြီးအတော်ဖြစ်သူဟာသူ့ကိုကူညီပေးနေပါတယ်။ဒုက္ခသည်စခန်းမှာနေထိုင်ရင်းနဲ့အရေးချင်းရှိတာကြောင့်လူသိများလာတဲ့ကိုကူကိုဒီထက်ပိုအမြင်စေချင်တဲ့မဲဆောက်မှာပ ိုကောင်းတဲ့ခွင့်ရည်လေးရှာအောင်တော့ကပံ့ပိုးသွားမှာပါဒုက္ခသည်စကားမနေထိုင်နေရပေမဲ့လေအစိုးရတရားဖြစ်လာဖို့အတွက်သူ့ရဲ့အိမ်မက်ကိုတော့မစိုးလို့ခဲ့ပါအခက်အခဲတွေနဲ့အဟန့်တားတွေကသူ့ရဲ့အောင်မြင်မှုကိုနှောင့်နှေးစေမယ့်ရာလို့မယူဆထားပေမလွေကူရဲကြားလေးကနေကလေးစိုးရတရားဖြစ်အောင်ကြိုးစားလာခဲ့သူပါအသက်၁၂နှစ်ရွယ်မှတောင်မှအရန်ထုကျုံနဲ့ကင်မာလေးကူကူကိုနိုင်ငံကျော်အောင်မြင်တဲ့အထိမြင်ကျင်ကြတာကြောင့်အခြားသောကရင်တိုင်းသားတွေကလည်းအားပေးကြပါတယ်ကူကူကထိုင်းဘာသာစကားကိုလည်းပြောတတ်သူဖြစ်ပြီးတော့အသက်၁၂နှစ်ရွယ်မှလူသိများနေလို့ နောက်ထပ်သချင်းကိုလည်းထပ်ထုတ်ဖို့အားပေးကြပါတယ်။ကိုကဘဝကပေးတဲ့အတွေ့အကြုံတွေကိုအသက်ရွယ်နဲ့မမြအောင်မြင်တွေ့ဖို့ပြီဖြစ်တာကြောင့်အသက်ငယ်ငယ်နဲ့တင်းရင်ကျက်နေပါပြီ။ဒုက္ခတွေစကမ်းမှာနေထိုင်ရပေမယ့်ရိမန်းချက်ကိုအပြောင်းမခံမင်းနဲ့မရရတဲ့အနေနဲ့ဆိုတော့ဖြစ်အောင်စူးစမ်းနေတဲ့ကိုယ့်ရဲ့သချင်းတွေကိုပြိတ္တရောသဘောကျရည်လားဆိုတာကိုမေမာပြောခဲ့ပေးပါအောင်ရှင်။